ဝိုင်းစိန်တို့မောင်နှမနှစ်ယောက်ကကမရော့ချမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးတော့သူ့ကိုဝန်ခွဲတာတင်ကဒူမကိုကုညီဖို့ကြိုးစားနေတဲ့အချိန်မှာပဲတာတင်လက်ကသွေးတွေကဒူမရဲ့တံရဲကိုမတော်တဆစိတ်ဝင်သွားခဲ့တယ်။နောက်တစ်ဆက်ကမှပဲဒူမရဲ့ခန္ဓာကိုယ်ကပုံတန်ထန်ပြောင်းလဲလာပြီးတော့နောက်ဆုံးမှာတော့ချောင်းမက်ဖွဲတတော်ကြီးတကောင်ဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ဒီတော့ဝိုင်းစိန်လည်းအရန်ထိတ်လန့်သွားပြီးတော့ဒီနေရာကနေချက်ချင်းပဲထွက်ပြေးလာခဲ့လိုက်တယ်။ဝိုင်းစိန်တီးပြန်ရလာတဲ့အခါမှာတော့ကိုကိုကိုတော့နဲ့ကြီးထဲမှာရောက်နေရဆိုတာသိလိုက်ရတယ်။ဒီနောက်ခန္ဓာကိုယ်ပေါ်ကအညစ်အကြေးတွေကိုဆေးကြောဖို့အတွက်ဗားတစ်ခုတည်းကိုတိတ်တိတ်လေးဝင်လာခဲ့လိုက်တယ်။ ဲ့ဒီမှာစိတ်ထားကောင်းတဲ့မိန်းကလေးအုပ်စုတစုကရုတ်တရက်အထဲကိုရောက်လာကြပြီးတော့သူတို့ကဝိုင်းစင်ကိုကန်ဆိုးမှုတွေကြုံထားတဲ့သူဖြစ်အထင်မှားပြီးကူညီဖို့စူးစမ်းနေခဲ့ကြတယ်။ဒီနောက်သူ့မိသားစုကိုတောင်ဖုန်းခေါ်ဖို့တိုက်တွန်းနေခဲ့ကြတယ်။သူမကသူ့အကိုတာရင်ကိုစောင့်နေတဲ့အချိန်မှာပဲလူယန်ကတိုက်ကသူမကိုအနောက်ရှက်ပေးပါတော့တယ်။ဝိုင်းစိန်နဲ့လူယန်ကတွေကသူမအနာကိုတဖြည်းဖြည်းနီးကပ်လာနေတော့ဒေါသထွက်သွားခဲ့ပြီးတတဝါကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့ပေမဲ့ခံကောင်းစွာနဲ့ပဲတာရင်ကအချိန်မီရောက်လာပြီးသူမကိုတားဆီးခဲ့လိုက်တယ်။ဝိုင်းစိန်ပြန်လို့လာတဲ့အခါမှာတော့ယင်းနှီးမှုမရှိတဲ့နေရာတစ်ခုမှာရောက်နေတာကိုတွေ့လိုက်ရပြီးတော့အိုင်ယွန်မန်ရဲ့အုတ်ထုတ်တော်မှာအဲ့ဒီမှာရှိနေခဲ့တယ် ဒါပေမဲ့နောက်တစ်ခါမှာတော့ဒီနေရာကဟော့ရဲ့ရှိုးဝက်စခန်းဆိုတာကိုသိလိုက်ရတယ်။သူတို့ရဲ့မိသားစုကကာမာယောင်ဂျီတန်ကိုခဏရင်ရှိကြပြီးတော့ဝိုင်းစင်ရဲ့မျိုးဗီဇာကတော့ပို့ပြီးတောင်စွန့်ထက်နေခဲ့တယ်။တာတင်ရဲ့တွေးကဒူမခနာကိုရဲ့ကိုမတော်တဆဝင်ရောက်သွားတဲ့အတွက်ကြောင့်ဒူမပါဟော့တယောက်ဖြစ်သွားခဲ့ရဆိုတာပြောပြလိုက်တော့ဝိုင်းစင်ကမယုံကြည်နိုင်ပေမဲ့ဒီချိန်နေကိုတော့ဘလို့မှပြောင်းလဲလို့မရတော့ပါဘူး။တာတင်လည်းဒီချိန်မှာဒူမရဲ့အတွင်းထဲကတတ္တဝါကြီးကိုဘလို့ထိန်းချုပ်ရမလဲဆိုတာပဲတင်ပေးနိုင်တော့တယ်။ ဝိုင်းစင်ကဒါတွေကိုတင်ဖို့ဘယ်လောက်ချက်မလဲလို့မေးတော့ဒါတင်ကစင်ကားနှစ်လောက်ပါပဲလို့ပြောလိုက်တယ်။ဒီလိုနဲ့ပထမဆုံးစမ်းသပ်မှုကိုစတင်ခဲ့ပြီးတော့ဝိုင်းစင်ကိုအလုံကန်းထဲကိုခေါ်လာခဲ့လိုက်တယ်။ဒီနောက်ဒါတင်ကရုတ်တရက်ခလုတ်ကိုဖြွင့်လိုက်တဲ့အခါမှာတော့အေယာမလွတ်သွားကြီးတွေကဝိုင်းစင်စီကိုရွေ့လျားလာနေခဲ့တယ်။ကြောက်လန့်တကြားဖြစ်နေတဲ့အခြေအနေမှာတော့ဒူမကတတဝါကြီးဖြစ်ပြောင်းလဲပြီးဂီယာတွေအားလုံးကိုဖျက်ဆီးပစ်လိုက်တယ်။ဒါတင်အန်အော်သွားခဲ့တာကတော့ဝိုင်းစင်ကလုံးဝသတိလွတ်မသွားခဲ့တာပဲ ဒီတော့ဒီလေ့ကျင့်ရေးကိုဖျက်သိမ်းလိုက်ပြီးတော့နောက်ထပ်လေ့ကျင့်မှုကတော့လူသားပုံစံနဲ့တတဝါပုံစံကြားမှာအသွင်ပြောင်းလဲခြင်းကိုသင်ယူဖို့ပဲဒီမှာတော့ဂျန်နန်ရဲ့လေ့ကျင့်မှုတွေကဆက်တင်လာခဲ့တယ်သူတို့ကအသက်ရှူလေ့ကျင့်ခန်းတွေနဲ့ခွန်အားလေ့ကျင့်မှုတွေလုပ်ကြရတယ်အန်ဩစီယာကောင်းတာကဝိုင်းစိန်ရဲ့ခွန်အားကတာရင်ထက်ကိုတမန်နေခဲ့တာပဲသူမရဲ့ခုံနိုင်စွမ်းကလည်းအထင်ကြီးစရာကောင်းပြီးကိုခနာဟန်ချက်ထင်းနိုင်စွမ်းကလည်းတာရင်ထက်ကိုကောင်းနေခဲ့တာအမတ်တမက်တာရင်ကလက်ခုပ်ထိလိုက်တော့အားပြင်းနဲ့လေးတိုင်းနှုံးကြောင့်ဝိုင်းစိန်လွင့်စင်သွားခဲ့တယ်တာရင်ကသူမကိုလောင်ပြောင်ရင်မောနေတော့မှာပဲဝိုင်းစိန်ကလည်းလက်ခုပ်တီးဖို့တင်ယူလိုက်ပြီးတော့ရုတ်တရက်တိုက်ခတ်လာတဲ့လေပြင်းတွေကြောင့် တာတင်မှာကွေးကွေးလေးဖြစ်နေခဲ့ရတယ်ဒီလိုနဲ့စက်တိုက်လေးချင်းမှုတွေပြီးမှာတော့တာတင်ကဝိုင်းစိန်ကိုလူဖွဲ့စည်းတဲ့ကိုပြန်လည်ဝင်ခွင့်ပြုဖို့သဘောတူခဲ့လိုက်တယ်ဒီနောက်ဝိုင်းစိန်လည်းသူ့အလုပ်ကိုပြန်ဝင်ခဲ့တယ်မဲ့အဲ့ဒီအချိန်မှာပဲနယံတစ်ခုကရုတ်တရက်ပွင့်ထွက်လာခဲ့တယ်ဒီတော့လူတွေကိုကာကွယ်ဖို့အတွက်ဝိုင်းစိန်ကလူများရဲ့ရှေ့မှာပဲတတဝါကြီးဖြစ်ပြောင်းလဲပြစ်လိုက်တယ်ဒူမကလူဆိုးတွေကိုအနိုင်ယူပြီးမြို့တော်ရဲ့သူရဲကောင်းဖြစ်လာခဲ့ပေမဲ့ကုမ္ပဏီကတော့ဒူမကိုအလုပ်ထုတ်ဖို့ဆုံးဖြတ်ခဲ့လိုက်ကြတယ်အကြောင်းရင်းကတော့ဒူမကစူပါဟီးရိုးတစ်ယောက်ဖြစ်နေတော့သူများတွေထက်တန်နေပြီးမများရလို့လို့ဆိုပါတယ် ။ပူဆိုးတာကအဲ့ဒီနောက်ပိုင်းမှာလဲဝိုင်းစိန်အင်တာဗျူးဘယ်နှခါပဲဖြစ်ဖြစ်အမြဲတမ်းပဲချက်ခံခဲ့ရတာပဲ။ဒါပေမဲ့ခင်ဗျားငင်းခံရတဲ့အရေးအတွက်ကိုတော့မမိဘူးပေါ့။